မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကမြန်မာနိုင်ငံ Facebook သုံးဆွဲရတဲ့ Gofa ဒီကဒီစီအစီအပြင်းချိုးပေါက်တာလားဘာဖြစ်လို့ relief area အများကြီးယူတာလဲဘာဖြစ်လို့အဲ့နေရာမှာသွားပြီး draw ချရိုက်တာလဲဆိုတော့စီမင်းဆိုင်ရာ machine လင်းတဲ့ Gofa တချို့ကိုကျွန်တော်ဒီဖြစ်စဉ်လေးကိုရှင်းပြခြင်းပါတယ်ဒီ video share နေကြတဲ့ video လေးကိုကျွန်တော် reaction လုပ်ပေးခြင်းတာပါ အဲကျွန်တော်ထင်တယ်သူ့နာမည်တိကျကျွန်တော်မသိပါဘူးဒီဗီဒီယိုလေးကိုပဲတွေ့လာဆိုတော့ဒါပေမဲ့ကျွန်တော်ထင်တာတော့ကိုချင်ယုံဆိုတဲ့အဲကိုရီးယားနိုင်ငံသူ LPG professional golfer တယောက်ဖြစ်မဲ့ချင်တယ်ချင်ယုံကအရန်တော်တဲ့ကစားသမားပါစီမင်းအရန်နားလေတယ်အဲစီကန်လိုက်နာမှုကောင်းတယ်အဲသူ့ရဲ့ iron shot accuracy တွေအရန်ကောင်းတယ်အဲ့လိုနာမည်ကြီးတဲ့ကစားသမားပါ သူကဒီပြိုင်ပွဲမှာလည်း စီမင်းဆိုင်ရာကျွမ်းကျင်တဲ့အခါကျတော့သူရနိုင်တဲ့အခွင့်အရေးကိုအပိုင်အသုံးချသွားတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်내ကစားသမားတွေလည်းကျွန်တော်တို့ဒါကိုနမူနာယူလို့ရအောင်လို့ကျွန်တော်ဒီနေ့ကနေရူးဆိုင်ရာရှင်းလင်းမှုလေးလုပ်ပေးချင်တာပါခင်ဗျာဂျင်ယောင်ကအခုဆိုရင်အသက်30ပြည့်ပြီ LPG ပြန်ပွဲကို2013မှာစပြီးတော့သူကစားတယ်15ချိန်တိုင်တိုင်နိုင်ရရှိခဲ့တဲ့ကစားသမားပါ ူပဲထင်တဲ့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တေချာအဲရှာတာတော့မတွေ့ပေမဲ့ဒါမဲ့သူပဲဖြစ်မယ်လို့ထင်တယ်ဖြစ်စဉ်ကဒီပြိုင်ပွဲတစ်လျှောက်မှာပြိုင်ပွဲမှာသူကသူ့ဘောလုံးကပုံမှန်မဟုတ်တဲ့ကွင်းချင်နေလို့ခေါ်တဲ့ဒီလမ်းဘေးပေါ့နော်ရွှေ့ပြောင်းလို့မရတဲ့လူလုံးအနောက်ရှက်ပစ္စည်းဒီလမ်းဘေးကိုကျသွားတယ်သူ့ဘောလုံးကသူ့ဘောလုံးလမ်းဘေးကျသွားတော့သူက ruling down တယ်ကျွန်တော်ပြိုင်ပွဲကြီးဒီမှာဒိုင်လူကြီးခေါ်လို့ရတယ်စီမင်းဆိုင်ရာမရှင်းလင်းတဲ့အခါကျရင်မမလို့မရအောင်ဒိုင်ခေါ်လို့ရတယ်အဲ rule official ရောက်လာတယ် rule official ရောက်လာတော့သူ့ဘလုံးပြပြီးတော့သူဒီ land နဲ့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်က land နဲ့လွတ်အောင် completely လွတ်ရမယ်သူက npc ကရှားမှာပေါ့အနည်းဆုံးလွတ်ကင်းရမှတ်ရှားမယ်အနည်းဆုံးလွတ်ကင်းရမှတ်ရှားတဲ့ခါကျတော့ तू ပုံမှန်ဆိုလို့ရှိရင်ဒီ land bay လေးနဲ့နည်းနည်းလေးလွတ်ပြီးတော့ညာဘက်ခြမ်းလေးမှာ npc ကရှားလိုက်ရင်ရပြီမယ်အဲ့ဒီ तू ရက်မဲ့ခြေချွက်ွက်တည်လည်းပဲအင်္ဂလိပ်ခင်ထားပြီးတော့အပေါ်ကမျက်ကလေးတစ်ကွက်နှစ်ကွက်ပေါက်နေတဲ့ ် obstruction ပဲဖြစ်တယ်ပုံမှန်မဟုတ်တော့ queen ချင်နေပဲဖြစ်တယ် abnormal course condition ထဲမှာပဲပါနေတယ်ဆိုတော့ကဒိုင်ဟူသူပြောတော့ဒိုင်ဟူကြီးက okay မြေကြီးကိုချစ်ကြည့်တယ်ဟုတ်တယ် concrete ဒါလည်း concrete လမ်းပဲဆိုတော့ concrete လမ်းနဲ့လွတ်တဲ့နေရာအလွတ်နေရာကိုသွားတွေ့တယ်ဒိုင်ဟူကြီးကတွေ့ပြီဟုတ်ပြီဟိုကတော့၃ပေလောက်လမ်းနဲ့၃ပေလောက်အကွာမှာ concrete လွတ်တယ်ဒီနေရာမှာမခင်ဘူးဆိုတော့အဲ့နေရာပြတော့ဂျင်ယောင်းကအဲ့နေရာနဲ့လွတ်တဲ့နေရာမှာမတက်ရက်တယ်သူရိုက်မဲ့နေရာကိုဒုံးနဲ့ချလိုက်တယ် NPC ကစရှာတယ်။ဒုတ်ချလိုက်တော့အဲ့ဒုတ်ချလို့ရတဲ့နေရာတည်သူရိုက်မဲ့နေရာ။ဒါဒီ NPC ကအနည်းဆုံးလုတ်ခင်ရမှတ်။အဲ့ရနေပြီးတော့မှ relief area သူထက်ရှာတယ်။ driver ယူတဲ့တပြန်တိုင်းနေ။ဒါဒီ relief area ။အဲ့တော့ဟုတ်ပြီ NPC ကရပြီ relief area ရပြီဆိုတဲ့အခါကျတော့ဂျင်ရောက draw ချတယ်။ draw ချတဲ့အခါမှာသူရိုက်လို့အကောင်းဆုံးနေရာမှာသူ draw ချဖို့အတွက်သူကစီးမြင်းနားလေတဲ့အခါကျတော့ ။ तू ဒီနေမှာ place တည်ခြင်းနဲ့လက်နဲ့တည်ပြီးရိုက်ခြင်းတာ။ဒါပေမဲ့စီးမင်းရ तू က draw ချရမှာ။ draw ချမှာရှေ့မှာလည်းအပင်ခံနေတယ်။အပင်၃၅ပင်လောက်ခံနေတယ်။ဆိုတဲ့အခါကျတော့ तू ဒါကိုကွေ့ပြီးရိုက်ရမှာဖြစ်တဲ့အခါကျတော့ကြော်ရရမယ်သူမကိုကိုရရမယ်ဆိုတော့ draw ချလိုက်ရင်အချိန်လေးမကောင်းဘူးဆိုတော့သူ့အတွက်ဘာဒီ chance ရဖို့အတွက်ကို तू direct on အောင်ရိုက်နိုင်ဖို့ခက်တယ်အဲ့ခါကျတော့ तू စီးမြင်းနားနေတဲ့ခါကျတော့ NBC ကထိတ်အမှတ်နားလေးမှ तू draw ချတယ် MPC ကထိတ်အမှတ်လေးနဲ့မှ draw ချတော့ဒီကောင်လေးကလည်းဂုံဆောင်လေးဖြစ်နေတဲ့အခါကျတော့ဘောလုံးဒီ relief area ကျော်ပြီးတော့လိမ့်သွားတယ် relief area ကျော်ပြီးလိမ့်သွားတဲ့အခါကျတော့သူက redraw ပြန်ချရတယ်ဒုတိယချင်းပြန်ချရတယ်အဲဒီထိန်နာလေးမှာပဲသူပြန်ချရတယ်သူ redraw လဲချလိုက်ကောအဲ့ဘောလုံးကဒုတိယချင်း relief area ကျော်သွားတယ်ကျော်သွားတဲ့အခါမှာ dynamic ကြီးက ground touch ဖြစ်တဲ့နေရာမြေကြီးကိုစပြီးထိတဲ့နေရာဒုတိယကြိမ် draw ချတဲ့နေရာမှာမြေပြင်ကိုစထိတဲ့နေရာကိုလက်ညှိုးထိုးပြနေတယ်လူကြီးကအဲ့ဒီနေရာမှာဂျင်ယောင်ကလက်နဲ့တဲတယ်တဲပြီးတော့အကောင်းဆုံးဒုတ်နဲ့ရွေးပြီးတော့ရိုက်သွားလိုက်တယ်အဲ့ရနေပြီးသူတစ်ပင်တွေကိုကြော်ပြီးရိုက်တယ်အွန်သွားတယ်အွန်သွားပြီးတော့အွန်သွားပြီးတော့ဘာဒီဘာဒီ chance ရသွားတယ်ဘာဒီရမရတော့ကျွန်တော်မသိဘူးနောက်ပိုင်းဒါပေမဲ့ဒီဖြစ်စဉ်လေးမှာသူကစီမင်းကိုနားလဲတဲ့ခါကျတော့ ပါပါနဲ့နဲ့နဲ့သူရမယ့်အခွင့်အရေးကိုသူအပြည့်အဝသုံးချသွားတာကိုကျွန်တော်တင်ပြချင်တာပါ။ဘာဖြစ်လို့ဒုနှစ်ပြန်ကြော်ယူတာလဲသုံးပြန်ယူတာလဲဘာညာဆိုတော့မရှင်းလင်းတဲ့ golfer တွေအတွက်လဲရှင်းသွားအောင်ကျွန်တော်ဒီနေ့အနေတင်ပြပေးခြင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာတွေ့ကြမယ်နော်။